မိန်းမတယောက်ဆိုပို့ဆိုတယ်ဟိုလေကားလည်းရမ်းပေါ်မှာစောင်းစောင်းထိုင်ပြီးတော့မှတစ်ချိန်လုံးထမိန်ရင်ရှားနေလည်းရိုက်နူသီးတွေဖုံးတခါလဲရှားတွေတစ်ချိန်လုံးအဲ့လိုထုတ်ထုတ်ပြနေတယ်မိန်းမတယောက်မရှက်ဘူးလားလည်းမသိဘူးတို့လူအဖြစ်တေကန်နေနေပြီနော်ဒီဆက်စမိုင်းဓာတွေဝစ်ပြီးတော့မှပန်တီစ်တွေနဲ့တို့ကိုတို့ဂေါ်တယ်ပေါ့တစ်ချိန်လုံးနူသီးနှလုံးကိုရမ်းပြီးတော့မှကပြနေတယ်ဒူရင်းရုပ်တည်ကြည့်တော့လည်းနှပြားမတန်တပြားမတန်နေနဲ့မရှက်ဘူးလားအလုံးမမိတလားဘာမို့ဒီပစ်ချင်ကလေးအောင်ကြိုးစိုးလိုက်ပါတယ်မဟုတ်ရင်လည်းဒီဆက်ပစ်ချင်တဲ့တတိလေးကတော့ လိုင်းမမနံပါတ်ကြီးနေတဲ့ဒီအသက်ကြီးကမှမသိတော့တဲ့အဖြစ်အပျက်တွေလောက်ဖော်ဖော်တော်တွေလောက်ပြနေတဲ့ဘွားတော်ကြီးလို့တော့အဲ့လိုမသိကနေပြီးတော့ death on ရမှာဖြစ်ပါတယ်ဒီလိုရမှာဆိုလို့ရှိရင်အပြစ်ဆုံးပါတယ်ပေါ့နော်ဒီအဆက်မရှိတဲ့အဖွားကြီးတွေဘယ်လောက်ဖြစ်အသက်ကြတယ်ဆိုတာကိုလည်းပြပြထားတယ်စိတ်ကြမြုပ်တယ်လည်းဘုရားသင်္ကန်းဆိုင်ကြအောင်လို့ပြန်လဲညှောင်းလိုက်တာပဲဖြစ်ပါတယ်မွေးဗီဒီယိုလေးကိုအဆောက်ထိတဲ့ပါတီရှုပေးဖို့ဖိတ်ကပါရှိဒါဆိုတော့ဗီဒီယိုလေးကိုဆက်နေကြရအောင်နော်နောက်တစ်ခုကဘာလဲဆိုတော့ TikTok တွေပေါ်လာတော့ငုံရှိုးနေတဲ့ အမှုပညာသွေးတွေကအုံကျွလာပြီးတော့မှ TikTok ပေါ်မှာကိုဟာကိုကင်မရာလေးထောင်ပြီးတော့မှရိုက်လိုက်တာနဲ့နေဟာတခါတည်းကိုဖြစ်သွားတဲ့ကိစ္စကြီးဆိုတဲ့ခါကျတော့မိခဲပြပုံပြဖုံးနေတဲ့တေကန်နီးမိမကြီးတွေထလာကြတယ်မိခဲပြပုံတေကန်နီးမိမကြီးတွေနော်ဆိုတော့ TikTok ပေါ်မှာပို့ဆိုတယ်အဲ့မိန်းမနှစ်ယောက်သုံးယောက်ဆို TikTok ပေါ်မှာတော်တော်ဆိုတယ်ဟိုမိန်းမတစ်ယောက်ဆိုပို့ဆိုတယ်ဟိုလေကားလိုင်ရမ်းပေါ်မှာစောင်းစောင်းထိုင်ပြီးတော့မှတစ်ချိန်လုံးတမိန်ရင်ရှားနေလဲရိုက်ရှားတွေတစ်ချိန်လုံးအဲ့လိုထုတ်ထုတ်ပြနေတဲ့မိန်းမတစ်ယောက်မရှက်ဘူးလားလည်းမသိဘူးသူတို့လူအဖြစ်တေကန်နေနေပြီနောက်တစ်ခါစမိုင်းနာဒီ panties တွေနော်ဒီဆက်စမိုင်းတာတွေဝတ်ပြီးတော့မှ panties တွေနဲ့သူတို့ကိုသူတို့ဂေါ်တယ်ပေါ့တခါတည်းကိုအဲ့လိုမျိုးတွေနဲ့လှုပ်ပြီးတော့မှကရင်မိန်းမတွေ နော်နောက်တစ်ခါတစ်ချိန်လုံးရမ်းပြီးတော့မှကပြနေတဲ့ဒူရင်းကျမမေးချင်တာဘာဒီအကျိုးကျေးဇူးရလဲဘာဒီအကျိုးမြတ်ရသွားလဲကောမန်ဒီမဖတ်ကြည့်ဘူးလားလူတောင်းရဲ့ဂုံတိတ်ဟာဟာ TikTok ပေါ်မှာတင်လိုက်တဲ့ဗီဒီယိုတစ်ခုပေါ်မှာရတဲ့ view ပေါ်မှာမူတည်နေတာလားမိသားစုကိုဆွေမျိုးအတိုင်းဝိုင်းတားသမီးရှင်လဲတားသမီးเนาะညီကိုမောင်နှမမိဘ အားမနာဘူးလားတရားတွေကိုအရှက်မရှိကြတာနော်ဒီလိုတွေဖင်းနေရင်နေဒီလိုတွေဆက်စီတွေလုံပြတာကိုဘာတွက်လဲအဲ့တော့ဆက်စီတွေလုံပြပြီးတော့မှကျွန်မခုနပြောသလိုပေါ့ဆက်စီတွေလုံပြပြီးတော့မှခန္ဓာကိုယ်ကိုအတုံးပြုတ်ပြီးတော့မှငွေရှာလို့ရတဲ့ရုပ်စင်းအင်္ကာနဲ့ခန္ဓာကိုယ်အချိုးအစစ်တွေဆိုလဲထားတော့ ြီးလိုက်တာနဲ့နေကိုလင်းစိတ်သားစိတ်ကုံမဲ့ပုံစံမျိုးတွေကအဲ့လိုတွေလုပ်နေတာမရှက်ဘူးလားလို့ဟမ်ကျမတို့လိုလူမျိုးလုပ်ဆိုရင်လေကျမအောင်လေတိန်းတစ်ထောင်ပေးမယ်ဆိုလဲကျမမလုပ်ရဲဘူးဟုတ်ပြီနော်ဆိုရှယ်ပေါ်မှာတက်လို့ကျမတို့ကလေကျမတို့အလုတ်သဘောသဘာဝအရာကျမတို့ TikTok လေးတွေရိုက်ရတယ်ကြော်ညာအတွက် เนาะဒီ page တွေမှာဆိုင်တွေမှာယေဒနာဆိုင်တွေကနေပြီးကျမတို့ယေဒနာလှလှပပလေးဝေထားတာလေးအတွက်ပြန်ပြီးတင်ဖို့အတွက်ယေဒနာလေးတွေကြော်ညာအတွက်ကျမတို့ TikTok လေးတွေရိုင်းရတယ်ဆိုရင်တောင်မှအဝိအစားလုံကြုံအောင်မပေါ်တဲ့နေရာတွေမပေါ်အောင်မျက်နာအမူအရာစက်တီရှိအောင်ထိမ့်သိမ့်ပြီးတော့မှရိုက်ရတယ်အပြန်ပြန်အလန့်လန့်အချိန်ချင်းကြည့်ပြီးတော့မှကိုက social media ပေါ်မှာတင်တယ်ဒီ ဆို public sheet ကိုအရောက်ပို့တယ်မဟုတ်ဖင်းနဲ့ရိုက်ပြီးတော့မှလုံချင်တာတွေလုတ်ပြီးတော့မှ on နှလုံးနာစရာယွန်စရာတွေကိုဘာဖြစ်လို့ public ပေါ်မှာတင်ပြီးဘာကိုတားရတာဘာတော့ကြီးတယ်နော်ဟုတ်လားခန္ဓာကိုယ်ရဲ့မမြင်အပ်တဲ့အစိတ်ပိုင်းတွေပြရတယ်ဟာဆက်စီအမှုရာတွေလုတ်တယ်အေးအလတာပတာလေးတွေခုနလိုပေါ့ခြေတန်းခေါ်လို့ရလို့ခြေတန်းဖွင့်လို့ရလို့လာပြီးတော့မှဟိုခုနကျမတို့ point site တွေဘာတွေမှလို့မျိုးပေါ့ဟာဒီလိုမျိုးနဲ့မလို့ခန္ဓာကိုယ်တွေကိုပြပြီးတော့မှလုံအောင်လို့မလို့ခြေတန်းတစ်ခုအရလုတ်ရတယ်ဆိုရင်လည်း ထားပါတော့လူကြည့်လိုက်တော့အစီတစ်ထက်အသားတစ်ထက်တွေနဲ့အတုံးလိုက်အစ်စ်လိုက်တွေနဲ့เนาะတခါနဲ့ကျွန်မမကဲ့ရဲ့ခြင်းမူရုပ်တည်ကြည့်တော့လေနှစ်ပြားမတန်တပြားမတန်နေနဲ့မရှက်ဘူးလားလို့အသက်တွေကြည့်တော့လေတေကန်နီးနေပြီเนาะငေရောတဲ့အရွယ်တွေလည်းမဟုတ်ဘူးအဲ့ဒီမိန်းမဒီနှစ်ယောက်သုံးယောက်တော်တော်ကိုဆိုးတယ်အဲ့လီကားလက်ရမ်းပေါ်မှာတက်ထိုင်နေမိန်းမအဆိုးဆုံးညဘက်ဆိုလို့ရှိရင်လေကျမ်းမြင့်ကြီးမှာမှောက်ပြီးတော့မှဒီ ီးအောင်မပေါ်ပေါ်အောင်ကြီးလှုပ်ပြီးတော့မှလေဟာရှာတွေတစ်ချိန်လုံးထုတ်ပြဟိုလိုတွေလှုပ်ပြဒီလိုတွေလှုပ်ပြပြီးရင်လေဟိုတက်တီကလော်ပြနဲ့လှုပ်ပြနေတာတွေလေအင်မတန်ကိုစိတ်ပြည့်စရာကောင်းတယ်တိုင်းပြည်နဲ့လူမျိုးနဲ့တိတ်ခါကြတယ် TikTok ဆိုတာလေကဘာတဝမ်းကိုပြန်တာဟာမြန်မာ user တွေမြန်မာမတွေဒီလိုလားအောက်တန်းချလိုက်တာဇင်ရိုက်ဆန်လိုက်တာဟာချီစမ်းမအောင်ပေါက်လို့ပဲစားဆန်လိုက်တာမြန်မာတွေကဒီလိုလားဆိုရင် တိုင်းပြည်နဲ့လူမျိုးမှာတိတ်ခါကြတယ်အမျိုးကောင်းသမီးလေးတွေတိတ်ခါကြတယ်မရှက်ဘူးကတေကန်ကြီးမတွေကဲမေးနေပြီနော်မရှက်ဘူးလားအိမညီကိုမောင်နှမမိမိကိုယ်တိုင်ရဲ့ဂုံတိတ်ခါကိုပုံလေးကိုပြန်ကြည့်ရင်ကြိုက်သလားကြည့်ရတာအဆင်ပြေလားအဆင်ပြေလားလို့ကိုယ့်ရဲ့ဗီဒီယိုတွေပြန်ကြည့်ရင်အိမ်မှာမြားနေတဲ့ view တွေဆိုတာက comment ရောဝင်ဖက်ကြည့်ရလားကြည့်တယ်အဆက်ခံနေရတာနော်ကျမတို့မှလည်းကျမတို့လိုလူမျိုးကျမတို့လိုလူမျိုး bad comment တခုလာလို့ပေါ့ဆိုရင်ကျမတံပိုးထားပြီးအမြင်နဲ့ဖတ်တယ်အဲ့ bad comment သူဘာမြင်တာလဲဥမာဘာဖြစ်နေတယ်ပေါ့ဆိုရင်ကျမလေဟာဒါဆိုလို့ရှိရင်တော့စင်ကြင်ရမယ်ဒါဆိုရင်ဟုတ်တယ်စင်ကြင်ရမယ်သူဒီလိုမြင်တတ်ပါလားကျမနောက်အဲ့လိုမဖြစ်အောင်လေအတွေ့ယူစရာပေါ့နော်ရှက်လို့မျိုးရိုး ဂုံတိတ်ခါကိုယ့်ရဲ့နောက်မျိုးဆက် ကိုယ့်ရဲ့ရှေ့မျိုးဆက်ကိုအားနာရမယ်မိမိကိုယ်တိုင်ရဲ့ image မိမိကိုယ်တိုင်ရဲ့ဂုံတိတ်ခါကိုလည်းအထီပါခံလို့မရဘူးအဲ့တော့ဆော့ပါ TikTok ဆွန့်လို့ရပါတယ် ကျမတို့လည်းလုပ်ပါတယ်ကျမတို့ဆိုရင်ဒါအလုတ်သဘောအရာရောအာအဓိကတော့အလုတ်သဘောအရာပုံများပါတယ်နော်ဝါသနာပါလို့ဆိုတာတဲ့အလုတ်သဘောအရာပုံများပါတယ်ကိုကဒီအလုတ်နဲ့စီးပွားရှာနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမကတော့အလုတ်သဘောအရာတင်တာအလုတ်သဘောအရာမရှိဘူးဆိုကျမ TikTok ပေါ်မှာဘာမှကျမတင်လေးတင်တာမရှိဘူးအေးထွန်းနဲ့ဟုတ်လားဆိုတော့လေဒီလိုမျိုးလေးကိုပုံလေးတွေကိုပြန်ကြည့်ပြီးတော့မှတင်မှာ ကိုပုံလေးတွေကိုပြန်ကြည့်ပြီးတော့မှ social ပေါ်တင်မှာဘာဖြစ်လို့လဲဆိုတော့အမျိုးပေါင်းသမီးလေးတွေအတွက်မြန်မာလူမျိုးမြန်မာမတွေဆိုတဲ့ဂုံတိတ်ခါကိုလည်းနည်းနည်းစောင့်ထိန်းကြပါအောင်ဟုတ်လားမြန်မာလူမျိုးမြန်မာကိုတိတ်ခါဆိုရင်နင်းနေလေးစမြင်ရတာလေဘလို့မှအဆင်မပြေဘူးအဲ့တော့ now ဆိုလို့ရှိရင်အစိုးရတော်မှနည်းဥပဒေတွေထုတ်ပြီးတော့မှ အဲ့လိုဟာမျိုးတွေကိုအေးအေးယူခိုင်းရမယ့်ပုံဖြစ်နေပြီကျမတို့တွေကဆန္ဒပြုပွဲတွေလုပ်ရမယ့်ပုံဖြစ်နေပြီနော်မထော်မနှမ်းနေနဲ့ဆူရှေပေါ်မှာတင်တဲ့ကိုယ့်ရဲ့ပုံရင်းဟာဘယ်တော့မှမပြောက်ဘူးဟုတ်တယ်နော်ဒါကတော့ဖြက်လိုက်တယ်ဆိုရင်လေသူများကဒေါင်းထားပြီးပြီဆိုလိုက်ဖြက်လို့မရတော့ဘူးဒေါင်းကိုတိဖို့လိုတယ်ဟာကိုကတော့တင်မိလိုက်တယ်နော် တင်မိလိုက်တယ်ဟာမှားသွားတယ်ဖြတ်လိုက်မယ်အတိလုတ်လိုက်မယ်ပြင်လိုက်မယ်စာမှားသွားလို့အတိလုတ်လိုက်မယ်သူများစကရင်ရှော့ယူသွားပြီဟုတ်တယ်နော်ဟာပို့စ်တင်လိုက်တာအာဒီဗီဒီယိုဖိုင်းကအဆင်မပြေလို့မလို့ဖြတ်လိုက်မယ်သူများ recording ယူသွားပြီဟာတင်ထားတဲ့ TikTok ဖြတ်ချလိုက်မယ်သူများ down သွားပြီကျမတို့မြန်မာအမျိုးသမီးတွေထဲမှာဂုံတိတ်ခါရှိတဲ့အစင်တန်းမြင့်တဲ့ပညာတတ်ပညာမတတ် ကိုချင်းတရားကောင်းတဲ့အမျိုးသမီးတွေအများကြီးရှိတယ်။စွန်းစံနဲ့ကြွချီယွန်ဒီလိုပေါက်လို့ပဲစားရကြောင်းမလို့ကျမတို့မြန်မာနိုင်ငံကအမျိုးသမီးတွေရဲ့ဂုံတိတ်ခါကြဆင်းရတာတော့ရင်းနာတယ်။အဲ့တော့ကျမမေးချင်တာအမကြီးများနော်အဲ့တော့ TikTok ပေါ်မှာရှာပြဆက်စီတွေလုတ်ပြနေတဲ့အမကြီးများကိုမေးချင်တာကလုတ်တဲ့ရည်ရွယ်ချက်ကဘာလဲဝါသနာပါလို့လုတ်တာလားအချိုးရှိအောင်လုတ်လေ န္ဓာကိုယ်ကိုပြပြီးတော့မှပတ်စံရှာခြင်းနာလားဒါဆိုလဲခန္ဓာကိုယ်အချိုးစစ်လေးလှလှပပလေးဖြစ်အောင်လုပ်နော်ရုပ်ရည်လေးကိုတခါတည်းကိုသူများခေါ်ပြီးတော့မှတုံးခြင်းအောင်ပတ်စံပေးပြီးသူများသိပေးခြင်းနဲ့စိတ်ဖြစ်အောင်လုပ်မဟုတ်ဖေးနေဆိုရင်တော့ကိုယ့်ရဲ့မမြင်တဲ့မမြင်အပ်တဲ့အစီတစ်ထစ်အသားတစ်ထစ်တွေကိုဆိုရှယ်ပေါ်တင်မနေနဲ့ရှက်စရာကောင်းတယ် က်ပဲမပြေတာလားယူပဲယူနေတာလားတာမန်မိမကောင်းဆိုရင်တော့မလုပ်ဘူးလို့ကျမတော့ထင်တာပဲနော်ကြက်မပြေနေတဲ့ယူနေတဲ့မိမတွေမလို့ပဲနေမယ်အဲ့တော့ now မျိုးဆက်တွေအတူယူလွဲမပါမယ် TikTok ပေါ်မှာလူတိုင်းဟာပညာတက်နေတာမဟုတ်ဘူးလူတိုင်းဟာဘဟုသုတတွေမြင်မာနေတာမဟုတ်ဘူးအတူယူလွဲမအောင်နေမလုပ်ပါနဲ့မိန်းကလေးတွေကလေးလေးတွေအခုဆို10နှစ်50နှစ်ဆိုရင်တော့ TikTok ကြည့်တတ်နေပြီဒီလိုဟာမျိုးတွေကိုအတူမြင်အသက်တင် ကျွန်မတော့လေအဲ့လိုဟာမျိုးတွေမြင်တိတ်ယွန်တာပဲတိတ်လည်းအထင်သေးတာပဲသိလားအော်မိန်းမတွေကြည်စမ်းအဲ့တော့ပြမယ်ဆိုလဲအကျိုးရှိအောင်ပြအကျိုးရှိအောင်မဟုတ်ဘဲနဲ့အလကားမှတ်တင်းနေတော့လုံမနေနဲ့လူယွန်စရာကောင်းတယ်နော် Facebook ပေါ်ကတေကန်ကြီးအမကြီးများဟုတ်ကဲ့ပါမျိုးတို့ရေးမွေးပြီးတော့လည်းတတိလပါပဲဗီဒီယိုထဲမှာဆက်လို့ရှိနော်အသက်ကြီးမှရွက်ထနေတဲ့ဒီအချက်ရှိတဲ့အဖွားကြီးတွေတော်တော်တောင်းကျနေရပါတော့။ဒါကြောင့်မလို့လည်းတော်အဲ့မသိကနေပြောအသက်ဆောင်နေရပဲဖြစ်ပါတယ်။ ကြည့်တယ်မျိုးတွေလည်းဘုဒ္ဓသင်္ကန်းစာတစ်စုံတစ်ရရလိုက်မယ်လို့လည်းမျှလင့်ပါရှင်။ social media ပေါ်မှာအဆက်မဲ့စာဒီလိုမျိုးတွေတော့မပြတ်မတင်ဘူးလို့တော့ထင်နေပါတော့။ group ငင်းစာချက်လေးတွေလည်းပြောရအောင်မှာ comment လေးရေးခဲ့ပြလို့ရပါရှင်။မောပြီးတော့လည်းအဆောက်အအုံလည်းပါတရှိသေးတယ်ပြအားလုံးစစ်စစ်တမိုင်းရှင်။နောက်ထပ်လည်းမောဆယ်လီတဲ့နေဘုဒ္ဓတရားစာဗီဒီယိုလေးတွေကိုနေ့စဉ်နဲ့ကြည့်ဆက်ပေးသမှာမို့မော channel လေးကို like subscribe နဲ့ဇာပေးဖို့တောင်းဆိုပါရှင်။နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမနာတဒါ